်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရရှင်ပထမဦးဆုံးပြာလခင်ရဲ့ခြေတော်ကိုချီးမွမ်းပါတယ်နာခံခြင်းတန်ဖိုးဆိုတဲ့ကောင်းစဉ်နဲ့ယောဟန်အခန်းကြီး၁၄အငယ်၂၃ကနေ၂၄ကိုဆင်ကျင်သွားကြပါလေ။ ယေရှုကလည်းငါ့ကိုချစ်တော်သူသည်ငါစကားကိုနားထောင်လိမ့်မည်ငါခမဲတော်သည်ထိုသူကိုချစ်တော်မူသည်ငါတို့သည်လည်းသူစီတို့ကြွား၍နေရာချမည်ငါ့ကိုမချစ်တော်သူသည်ငါစကားကိုနားမထောင်သင်တို့ကြားသော စကားသည်ငါစကားမဟုတ်ငါ့ကိုစစ်တတ်တော်မူသော ခမဲတော်ဤစကားတော်ဖြစ်၏ပြာဒခင်ရဲ့မြင့်မြတ်တဲ့အကျံစီတွေကလူရဲ့ယုတ်တိရှိရှိစဉ်စားတွေးခေါ်လှုပ်ဆောင်မှုတွေနဲ့ ဆန့်ကျင်မှုရှိတတ်ပါတယ်ဥပမာအနေနဲ့ရိုးရိုးလေးလမ်းလျှောက်ချီတက်ပြီးတော့တဘိုးမှုတ်တဲ့အခါလူအားလုံးကကြွေးကြော်ခြင်းအားဖြင့်တိုက်ပွဲရဲ့ပြူဟာကိုအောင်နိုင်ဖို့ဘသူကအစီအစဉ်ရေးဆွဲပါမလဲဒါပေမဲ့လည်းပြားသခင်ကလူရဲ့စိတ်ကူးထဲမှာမရှိတဲ့အစီအစဉ်တွေကိုမဟာပြူဟာအနေနဲ့တိုက်ပွဲအစီအစဉ်ကိုဆွဲတက်ပါတယ် ဒါကိုဘုရားသခင်ကယောရှုကိုမိန့်မာခဲ့တာကိုယောရှုမစအခန်းကြီး6ငယ်တကနေ9မှာတွေ့ရပါတယ်ယောရှုကလည်းဘုရားသခင်မိန့်မာတဲ့အတိုင်းတိတိကျကျလှုပ်ဆောင်ခဲ့တယ်ယောရှုကဘုရားသခင်မိန့်မာခြင်းကို နာခံလိုက်တဲ့အခါနာခံခြင်းရဲ့တန်ဖိုးအနေနဲ့ယေရိခေါမြို့ကိုယောရှုနဲ့ဣသလာလူမျိုးတွေတိမ့်ပိုက်နိုင်ခဲ့တယ်နောက်ကျန်းစာထွမြောက်ရာကျန်းအခန်းကြီး၄အငယ်၁ကနေ၃မှာ မောရှိရဲ့နာခံခြင်းအကြောင်းကိုလည်းတွေ့ရမှာဖြစ်တယ်။မောရှိအနေနဲ့ဣတိလလူမျိုးအလုံးကိုဥဆောင်ဖို့လူအနေနဲ့သူ့ရဲ့ခေါင်းဆောင်မှုပြုရမယ့်ရှေ့အလားအလာနဲ့ပတ်သက်ပြီးတော့မသေးကြဘူးလို့ခံစားရတဲ့အခါမှာဘုရားသခင်က သူ့လက်ထဲမှာကင်ထားတဲ့လန်ဒန်တောင်ဝေးကို ပြစ်ချခိုင်းလိုက်ပါတယ်။မောရှိကဘုရားသခင်ရဲ့စကားကိုနားခံပြီးတော့ပြစ်ချလိုက်တဲ့အခါလန်ဒန်ကမွေဖြစ်သွားတယ်။ ဒီလိုမောရှိဟာနာခံပြီးတော့လှုပ်လိုက်တဲ့အခါထွက်ပေါ်လာတဲ့အံ့ဩဖွယ်ရအမှုတွေကဘုရားသခင်ရွေးချယ်တဲ့ခေါင်းဆောင်အဖြစ် သူ့ကို အခိုင်အမာ အတည်ပြုခဲ့ပါတယ်။ကျွန်တော်တို့ဘုရားသခင်ကလက်တွေ့မဆန်တဲ့အရာတစ်ခုကိုပြုလုပ်ဖို့အတွက်ကျွန်တော်တို့ကိုတောင်းဆိုပါလိမ့်မယ်။ဘုရားသခင်ရဲ့အကြံစီကယုတ်တိမရှိဘူးဒါမှမဟုတ်မိုက်မဲတယ်လို့တောင်းခံစားရနိုင်ပေမဲ့လည်းကျွန်တော်တို့အနေနဲ့သူ့ရဲ့ကောင်းမြတ်မှုကိုယုံကြည်ပြီးတော့ နာခံမှုနဲ့ရှေ့ကိုဆက်တိုးသွားရမှာဖြစ်တယ်။နာခံခြင်းရဲ့အရေးပါမှုကိုနားလည်ဖို့အတွက်ကလေးလေးတွေကိုလူကြီးတွေကတွန်တင်ညွန်ကြားပေးခြင်းကိုစဉ်းစားကြည့်ပါ။အလုပ်တစ်ခုကိုဘေးကင်းလုံခြုံပြီးတော့မှန်ကန်စွာလုပ်နိုင်ဖို့အတွက်ဂယုတစိုက်နားထောင်ဖို့လိုပါတယ်။ဘုရားသခင်ရဲ့မိမ့်မာခြင်းအတိုင်းကျွန်တော်တို့ဘုရားသခင်ကိုချစ်ပြီးတော့နာခံလှုပ်ဆောင်တဲ့အခါမှာ အစပိုင်းမှာအတိတ်ပဲမရှိဘူးလို့ထင်ရပေမဲ့လေကျူးကျောင်းစီလျော်စွာကနောက်ပိုင်းမှာ ရှင်းရှင်းလင်းလင်းထွက်ပေါ်လာမှာဖြစ်တယ်။ဒါကိုကျွန်တော်တို့မှတ်သားထားပြီးတော့ဘုရားသခင်ကို ချစ်ချင်းနဲ့အတူနာခံခြင်းကို အမြဲတမ်းဦးစားပေးလှုပ်ဆောင်သွားဖို့ပဲဖြစ်တယ်။ကျမ်းနာဆင်ခြင်ခဲ့တဲ့သူတိုင်းနာခံခြင်းရဲ့တန်ဖိုးကိုသိပြီးတော့ဘုရားသခင်မိမ့်မာလာခဲ့မှုမှန်သမျှကို จิตချင်းနဲ့ဝန်ခံပြီးတော့မှနာခံလောက်ဆောင်သွားခြင်းကြောင့်ဘုရားသခင်ရဲ့ဘုံတော်ကိုချီးမြှောက်နေတဲ့အတ္တအတ္တီဖြစ်နိုင်ကြပါစေ။အာမင်။ဤခွန်အားတဲ့နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာပြည့်လို့ဆိုအပ်ပါသည်